မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကဒီနေ့မှာတော့2025ခုနှစ်မေလအတွင်းမှာဗုဒ္ဓဖူးရဟုတ်တာသမီးမိတ်ဆွေတွေမေလ15ရက်နေ့ကနေပြီးတော့22ရက်နေ့အထိတပတ်တာဟောစတန်းကိုဆရာဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျနော်ဒါကြောင့်ဗုဒ္ဓဖူးရဟုတ်တာသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဘေးဘီယာတွေဝေးကွာကြပါစေကြောင်းဥစွာဒီကနေ့မေတ္တာဖို့ဆုတောင်းထောပနာပြုသားလိုက်ပါတယ်ခင်ဗျာဗုဒ္ဓဖူးရဟုတ်တာသမီးများမိတ်ဆွေများဒီတပတ်တာအတွင်းမှာမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာ မိစေတို့အနေနဲ့လက်ရှိရင်ထဲမှာခྱི་သွားခြင်းတဲ့စိတ်တွေခྱི་ထွက်ခြင်းတဲ့စိတ်တွေစဉ်းစားနေတယ် လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်အမပြောတာမျိုးလေးတွေဆုံးဖြတ်ချက်နှစ်ခုဆုံးဖြတ်ချက်နှစ်ခွဖြစ်နေတယ်ငါတော့ဒီနေရာကနေပြောင်းပြီးတော့လုပ်ရင်ကောင်းမလားဒါကိုပဲတစ်ခုခုကိုပြောင်းလဲပြီးတော့ချိန်ကျလုပ်လိုက်ရင်ပုံမျိုးမကောင်းမမလားလက်ရှိနေရာကနေပြီးတော့နိုင်ကြသွားနိုင်ရမလားဆိုပြီးစဉ်းစားတွေးခေါ်နေတာမျိုးတွေအပြောင်းလဲတွေအစ်စ်ကိုစဉ်းစားနေတာမျိုးအဲလုပ်ငန်းအစ်လုပ်ငန်းအလုပ်အစ်ကိုစဉ်းစားတွေးခေါ်နေတာမျိုးပလန်အစ်စ်ကိုစဉ်းစားတွေးခေါ်နေတဲ့ကာလမျိုးဘာကိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ကိုကိုကိုစဉ်းစားတွေးခေါ်အပြေချာနေတော့ကာလာ ဖြစ်ပါလေခင်ဗျာเนาะလက်ရှိမှာ မိษွေတို့အနေနဲ့အလုတ်ကအလုတ်ကနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်လုပ်ငန်းကိုအဟောင်းကြီးကိုတိုးချဲ့လှုပ်ဆောင်တာမျိုးလေးတွေအားနည်းစီပါတယ်လုပ်ငန်းနဲ့ပတ်သက်လာရင်ယာဉ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာရင်အထက်လူကြီးအကြီးအကဲတွေရဲ့ အဖီအားပေးမှုလေးတွေအထက်လူကြီးမိမိရဲ့အထက်လူကြီးနဲ့ပတ်သက်ပြီးတော့အစင်မပြေတာမျိုးလေးတွေနည်းနည်းလေးတွေ့ရတယ်။အထက်လူကြီးနဲ့ပတ်တိုင်းအကြီးကြီးတွေနဲ့ပတ်တိုင်းကိုယ့်ကိုလုပ်ငန်းအဖီအားပေးတာမျိုးစီးမင်းအသက်စီကံအသက်လေးတွေကြောင့်စိတ်ပန်းလာမျိုးစိတ်မောတာမျိုးဆက်မလုပ်ချင်တာမျိုးတွေအားရော့နေတဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားဥဒ္ဒတမီးကလက်ရှိမှာအဲဖြစ်နိုင်လို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်လို့အထက်လူကြီးအကြီးကြီးတွေနဲ့ပတ်သက်လို့တတိထားဆင်ကျင်ပြီးတော့စကလုံးလေးတွေတုံဆွဲတဲ့အခါမှာနားလည်မှုချိချိနဲ့တေချာကိုထိနေနေပြောဆိုဖို့လိုအပ်ပါတယ်ခင်ဗျာ။ ဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လာရင်လုပ်ငန်းအသစ်လှုပ်ဆောင်လို့ရှိရင်အားသာကောင်းမှုပါတယ်လုပ်ငန်းအသစ်ကိုလှုပ်ဆောင်မယ်ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာပြီးတော့ကံကောင်းစေနိုင်ပါတယ်ဒါအပြင်မိတ်ဆွေတို့ရဲ့အဲအိမ်တွင်းရေးကိစ္စတွေမိသားစုရေးကိစ္စတွေဒီမှာငကိုကထက်ကံကအစဉ်ပြေအောင်အေးချမ်းအောင်ဆွမ်းဆောင်နိုင်တော့အပတ်ဖြစ်တဲ့အတွက်အကြောင်းမလို့မိတ်ဆွေတို့အနေနဲ့မိသားစုကိစ္စအိမ်တွင်းရေးကိစ္စတွေမှာနည်းနည်းလေးအရှင်ပြေဖို့လိုအပ်ပါတယ်ကိုကိုနားလည်းမှုလွဲနေတာမျိုးအထင်မြင်လွဲနေတာမျိုးလေးတွေကိုပြန်လည်ပြီးတော့ဖြည့်ရှင်းရှင်းပြတင်တော့ကာလဖြစ်တဲ့မိမိကို ဆနလူကဟိုကိုအနေနဲ့ပြဿနာကိစ္စတခုခုကိုဒေါသနဲ့အလင်းစလိုဆုံးဖြတ်တာမျိုးတဲ့တိတိကျကျအေးကျကျနဲ့ဒီလိုဒီလိုဖြစ်ကြောင်းကိုတိတိကျကျကိုရှင်းပြတင့်ပြီးတော့အမှန်တရားဟိုအချိန်တိုင်းငါမှန်တာတိသွားမှာပဲဆိုတာထက်ကိုတုံဆိုင်တွေ့ဝေမနေပဲနဲ့ရှင်းပြဖို့လိုအပ်ပါတယ်လုပ်ငန်းဆိုင်ငန်းနဲ့ပတ်သက်ရင် ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကောင်းပါတယ်ခီးထွက်တာမျိုးခီးသွားတာမျိုးတွေနဲ့ပတ်သက်လာရင်ရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်အိုးအိမ်ရှမ်းမီလုပ်ငန်းတွေအကျိုးပေးပါတယ်အိမ်ရှမ်းမီအာမခံနဲ့ပတ်သက်တာမျိုးလေးတွေအုတ်တွတ်တန်တဲ့ အစရှိတဲ့အရာလေးတွေကုတန်းရောင်းဝယ်ရေးဆိုင်ရာတွေအကျိုးပေးပါတယ်ဒါပေမဲ့အဲမိမိတို့အနေနဲ့ဘာကိုလှုပ်လို့လက်ရှိကာလအတွက်တွေ့မှာဆိုရင်ကိုပိုင်လုပ်ငန်းတွေလုပ်ငန်းတိုင်ငန်းနဲ့ပတ်သက်ပြီးစတင်တာတွေကုပြောင်းတာတွေကိစ္စလေးတွေအာမခံကိစ္စလေးတွေ OA Champion စောက်တာဝဲတာရောင်းတာပြောင်းတာလေးတွေနဲ့ပတ်သက်လာကိုယ့်အမိကိုခံလုတာမျိုးလေးတွေဟာအကျိုးပေးအားတာပြီးတော့ရှေ့တို့ဆောင်ရရင်ကံကောင်းခြင်းနဲ့အဆင်ပြေမှုတွေကိုရရှိစေမဲ့အပတ်တာဖြစ်ပါတယ်ခင်ဗျဒါအပြင်အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လာတဲ့အခါမှာ စကားပြောဆိုလေးတွေမမအောင်တတိထားစင်ကြဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်ခင်ဗျအလုတ်ကငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်ဟွာငွေကန်ကောင်းပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်ထီပေါက်တယ်လို့ပဲရတနာဘူးစိုက်ကိန်းနဲ့စိုက်တယ်လို့ငွေကြေးဟာလုံငယ်ရင်ငယ်နဲ့ဝင်လာတက်တာမျိုးလေးတွေမိမိတို့အနေနဲ့ အဲဆရာတို့ဟိုငွေကြီးနဲ့ပတ်သက်လာရင်မထင်မှတ်ပဲနဲ့အဲကို့အနေနဲ့ပုံမှန်လုပ်နေကြအလုပ်ကမှတာမန်ထက်ထူးထူးခြားခြားအခွင့်အလမ်းကောင်းနေပေါ်လာတက်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်ငွေကြီးဆိုင်ရာကိစ္စတွေမှာအဲရင်းနှီးလှုပ်ဆောင်တဲ့အလုပ်လေးတွေမှာတကယ်ကိုအာသွန်ခွန်ဆိုင်နဲ့လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်တယ်လက်လွန်လာတဲ့ငွေကြီးတွေကိုတောင်းတဲ့အခါမှာခက်မှန်မှခက်တင်တင်တောင်းဖို့လိုအပ်တဲ့အာနာရာမျိုးထက်ရဲရဲဝံ့နဲ့မျက်နှာချင်းဆိုင် face to face တောင်းရင်အောင်မြင်တိုးတက်နိုင်ပါလေခင်ဗျအစုချေရလုပ်ငန်းတွေညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးစုဝေးလှုပ်ဆောင်ရတဲ့အလုပ်တွေအမွေကိစ္စတွေအမှုကိစ္စတွေစကားပြောဆိုတဲ့ ဲ့ကာမှာဒီဘတ်တာဟာအသာပြီးတော့ကောင်းမှုပြီးတော့ရှေ့တို့ဆောင်ကလှုပ်ဆောင်တင်တော့ကာလာဖြစ်ပါတယ်ကျမ်းမာရင်နဲ့ပတ်သက်လာရင်တော့ကျမ်းမာရင်နည်းနည်းလေးညံ့ပါတယ် ဓမ္မအင်းနဲ့ပတ်သက်လာရင်အစာအိမ်နဲ့ပတ်သက်တာမျိုးလေးတွေစီးနဲ့ပတ်သက်တာမျိုးလေးတွေအဲလေကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာနည်းနည်းလေးညံ့တဲ့အတွက်ဓမ္မအင်းနဲ့ပတ်သက်ကယူဆိုင်ပါမကောင်းတဲ့အတ္တပညာတွေအတိုက်ခိုက်တွေစုံပညာတွေဒီလိုပညာရက်တွေနဲ့လေပြူစားတိုက်ခိုက်ခြင်းမျိုးတွေကြုံဝါတက်သဖြင့်မိတ်ဆွေတို့အနေနဲ့သတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်အရေးကြီးသောအပူအဆက်လိုအရေးဟလာဟိုအစာအိမ်နဲ့ပတ်သက်တော့စီးနဲ့ပတ်သက်တာတွေမှာငကူကအရှိကန်ရှိတဲ့မိတ်ဆွေများအစားတောက်နဲ့ပတ်သက်ပုံမှုပြီးတော့သတိထားတဲ့တော့အပ္ပတ္တဖြစ်ပြီးတော့အခါအမိတ်ဆွေတို့အနေနဲ့ ဟိုအစားမတော်တလို့အသွားမတော်တလန်းဆိုတဲ့အတိုင်းပဲเนาะဖြစ်တတ်တဲ့အတွက်တတိထားစီနေပေးဖို့လိုအပ်ပါတယ်စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်အဲမိတ်ဆွေတဲ့အပေါင်းအသင်းတစ်တွေလုပ်ငန်းတစ်တွေကိုလှုပ်လို့ကောင်းသလောက်မိတ်ဆွေတဲ့အပေါင်းအသင်းတစ်တွေကိုလုံဆောင်တာမျိုးတွေအားနေပါတယ်အဲအိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာငကိုကဆိုတာမန်တိုင်းဆိုအဆင်ပြေတယ်နံပါတ်1ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးစကားပြောဆိုတဲ့အခါမှာဖြစ်စီမိမိအိမ်တော်ရင်းမှာဂျားလူကြောင်းဖြစ်စီမိမိရဲ့အိမ်တော်ဘက်ရဲ့ ဆွေမျိုးသားချင်းအဲမိမိရဲ့ဆွေမျိုးသားချင်းကိစ္စလေးနဲ့ဒီလိုမျိုးတဦးတယောက်ပါလာတာမျိုးလို့ဒီအကြောင်းပြုပြီးစကားများပြီးတော့စိတ်ဆိုးစိတ်ကောက်တာမျိုးစိတ်ပင်ပန်းတာမျိုးစိတ်မောတာမျိုးကြုံသွားတက်တယ်လို့အဲ ဟိုဇဂနာဇဂနာထိုးတာမျိုးလေးတွေအဲဒီတယောက်နဲ့တယောက်တူးနဲ့တူးနော်ဟိုနားလည်မှုအမြင်မကြည်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်မိမိတို့အိမ်ဆောင်ကြီးမှာဆိုလို့ရှိရင်ဂျားလူအဝင်မခံပါနဲ့အဲဆွေမျိုးသားချင်းနဲ့ပတ်သက်လာရင်ဆွေမျိုးသားချင်းညာအိမ်ညာနေတာမျိုးဖြစ်နိုင်လို့ရှိရင်ဆက်ပစ္စည်းအစုပ်အဟောင်းအပြက်တွေရှိရင်စွန့်ပြီးပါဆက်ပစ္စည်းပျောက်တာမျိုးယင်နေတဲ့ပါလိနဲ့ပတ်သက်လို့ထိခိုက်ရှာနာတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့တတိထားဖို့လိုအပ်ကြောင်းနဲ့ယင်ဆက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေတတိထားဝယ်ပါနိုင်ငံခြားခရီးသွားပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနဲ့ပတ်သက်လာရင်နည်းနည်း ်လေးကြံ့ကြာဟန်တာနိုင်တော့ကာလာအပတ်တာအပိုင်းရှားဖြစ်တဲ့အတွက်သတိထားဆင်ခြင်ဖို့လိုအပ်ပါတယ်လုပ်ငန်းကိုင်ငံနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့အနေနဲ့လုပ်ငန်းတစ်ခုလှုပ်ဆောင်လို့ရတယ်ဒါပေမဲ့ကို့အတွက်တဦးတဲ့အမိခံပြီးလှုပ်ဆောင်တာအာမအာတာကောင်းမွန်တယ်သူတို့ဘာကိုအာမခံပြီးတာမျိုးလေးတွေအိမ်ဆောင်ကြီးမှာဂျားလူဝင်တာမျိုးလေးတွေမိမိတို့အနေနဲ့အိမ်ဆောင်ကြီးနဲ့ပတ်သက်လာမဟုတ်မဟုတ်ပဲနဲ့မတိကြမကြီးရတဲ့ကိစ္စတွေကိုအကြောင်းပြုပြီးပြဿနာတက်တဲ့အတွက်ဒီအချက်လေးတွေကိုသတိထားစင်ကြင်ရတော့လိုအပ်တော့ကာလာဖြစ်ပါတယ်ခင်ဗျာ စာချုပ်စာတမ်းလေးနဲ့လောက်တာမျိုးတွေဟာပုံမူတိကျနိုင်ပါတယ်နှုတ်အဖင်ခတိတာနှုတ်တရားစာတလုံးဆိုတဲ့အတိုင်းပဲတိတိကျကျဆောင်ရွက်ရင်ပုံမူအားသာကောင်းမှာပါတယ်လူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်လူထင်ကြီးခံရတတ်ပါတယ်မိမိတို့အနေနဲ့ချစ်သူကြီးစားမရှိသူတွေအရှိရင်းနဲ့ပတ်သက်လာလို့ရှိရင်အဲကိုကိုစနလိုပေါ့တွန်းဆုပ်တွန်းဆုပ်ဖြစ်နေတာမျိုးလေးတွေအရှိရင်းနဲ့ပတ်သက်လာလို့ရှိရင်ကံရဲ့အားနည်းမှုတွေနည်းနည်းလေးတွေ့ရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အရှိရင်းမှာတော့ကံကဒီ ဲမိမိတို့ချစ်တော်မြတ်လို့တော့သူကိုလမ်းကြောင်းလေးခင်းထားတာမျိုးမထီမတက်စီလေးပြောထားတာမျိုးကတော့ပိုကောင်းပါတယ်ပေါ့နော်ဖွင့်လို့ပြောသေးနေဦးမော့အဲဖွင့်ပြောလိုက်လို့ချင်းလည်းရသွားရင်တော့ရသွားပါတော့အဲရှင်နဲ့ပတ်သက်လို့လို့ဆရာအများကြီးကြံမပေးချင်ပါဘူးကြိုက်ရင်ချတော့ချက်နော်လိုက်တာလားပြောနော်အဲဒါပေမဲ့အဲဖူးစာစီရင်ဆရာစီလားဆရာကောင်းပြီဆရာကောင်းပြီအဲအိမ်တော်ကြီးနဲ့ပတ်သက်သမီးကြီးစားများအနေနဲ့ဆိုလို့ရှိရင်တော့မိမိတို့ရဲ့အရှိရင်းမှာဆိုရင်ဟုတ်ပြီအဲ မိမိတို့ရဲ့အရှိရေးနဲ့ပတ်သက်လာတဲ့အခါတမိစားရေးနဲ့ပတ်သက်လာတဲ့အခါအဆင်မပြေမှုတွေကိုအမျိုးသမီးတယောက်ယောက်နော်မိန်းကလေးတဦးတယောက်ရဲ့အကူအညီနဲ့ဖြည့်ချင်းမှာပြန်လည်ပြီးတော့အကူအညီရရှိတတ်ပါတယ်။ငကိုကစိတ်ဆိုးစိတ်ကောက်နေတော့ချစ်သူဤစားတွေပြန်ပြီးတော့စိတ်ဆိုးပြေနိုင်တာမျိုးအဆက်အသွယ်ပြန်နေသူတွေပြန်လည်အဆက်အသွယ်ရရှိတတ်တယ်လို့မိမိရဲ့တမိစားနဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းကြောင်းလန်းခြင်းတွေပြောဆိုတဲ့အခါမှာလည်းအာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ဆိုတဲ့ကာလဖြစ်ပါတယ်ခင်ဗျ။ဒါအပြင်မိမိရဲ့ချစ်သူဤစားနဲ့ပတ်သက်ဆက်ဆက်ပြီးတော့ဆွေမျိုးသားချင်းခရီးသွား ွားကိစ္စရင်းဒီလိုမျိုးလေးတွေတူတူခီးထွားရတာမျိုးတွေကြောင့်မိမိတို့ရဲ့အရှိရေးမှာတော့အေးချမ်းမှုနဲ့တာယာမှုနဲ့နှွေးဆွေးမှုတွေရရှိတတ်တယ်ဆိုတဲ့အပတ္တကာလဖြစ်ပါတယ်ခင်ဗျာသတိထားဆင်နေရမယ့်အပတ်အနေနဲ့မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လှုပ်ဒီအပတ္တတော်တွေမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ အဲလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်မတိကြမရည်ရပဲနဲ့နှုတ်ကတိတည်တာမျိုးလေးတတိထားပါစေတနာလေးတွေဝေဒနာဖြစ်ရတတ်ပါလေဒါအပြင်မိတ်ဆွေတို့အနေနဲ့အထက်လူကြီးအကြီးငယ်နဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲတက်တဲ့အတွက်စကားကိုအကုန်မပြောဘဲနဲ့ထင်းထင်းသိသိပြောဖို့လိုအပ်တယ်ပြဿနာကိစ္စတွေကိုအကျွေးမထားဘဲနဲ့ချက်ချင်းဖြေရှင်းလိုက်တာအပေါ်မူပေါင်းမှုပြီးတော့တိုးတက်နိုင်ပြီးတဲ့အခါ ဖြစ်နိုင်ရင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အိမ်အတွင်းကိုညှိုင်းညံ့နေမခေါ်ပါနဲ့ဆက်ပစ္စည်းရင်အတိတ်ဝယ်တာမကောင်းပါဘူးပျောက်တတ်တာမျိုးတွေဝင်တာမျိုးတွေအားနဲ့တက်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေမဝင်တာကောင်းပါတယ်ဖြစ်နိုင်ရင်ညှိုင်းညံ့နေခကြီးမထွက်တာမဝင်လာတာလက်မခံတာပို့မှုပြီးတော့ကောင်းမွန်သောကာလဖြစ်ပါလေခမရဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာအတော်တွေမှာသတိထားဆင်ရမှာတော့မိတ်ဆွေတို့အနေနဲ့အပြာရောင်ရင့်ရင့်တွေကိုသတိထားဆင်ကျင်ပြီးတော့ဝစ်စင်မှာမိမိရဲ့ကံကိုညှက်စေပါတယ်ဒီအပတ်တာအတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လို့ဆက်လျှောက်ရနေတဲ့ရက်ကိုတော့ တိထားဆင်ခြင်ပြီးတော့အရေးကြီးသောကိစ္စရက်တွေကိုလှုပ်တဲ့အခါမှာတော့22ရက်နေ့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ချစ်တိုးဆောင်ရရင်အကြံစီကောင်းတွေအခွင့်အလမ်းကောင်းတွေရရှိမယ်ဆိုတဲ့ကာလဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်အရာမိတ်ဆွေတို့အနေနဲ့အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာလက်ခုပ်ခုနှစ်ချက်တီးပြီးလိုရာကိုပြုမှုဆောင်ရွက်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလားဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့၅ကဏ္ဍ၃ကဏ္ဍ ဇီရိုကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့အကံကိုတိုးတက်စီပြီးတော့အကျိုးပေးတော့အယောင်နေအနေနဲ့ဆိုလို့ရှိရင်တော့အဝါရောင်၊ခြွေဝါရောင်မိတ်ဆွေတို့အနေနဲ့အနီရောင်နေရာကံကောင်းအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါလေခင်ဗျအဆက်ဆက်ရရာအစီအပြေစီပြီးငွေကြီးကံအားကောင်းဇေယံအတွက်ဆိုရင်ပြုလုပ်ရမယ့်ရရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျအဲခရီးသွားတဲ့ သူတွေခီးသွားတဲ့မိတ်ဆွေတွေလမ်းကြုံနေမိတ်ဆွေအပေါင်းအသင်းတွေကိုတောက်ရီတို့အေးတို့နော်လှူဒန်းခြင်းဖြင့်ကုသိုလ်ယူခြင်းဖြင့်သို့မဟုတ်ခီးသွားစေကုခြင်းဖြင့်ကံကောင်းစေကြောင်းဆရာကထလောင်းပြောကြားလိုက်ပြရစီကျေးဇူးတင်ပါတယ်ဒါကတော့တပတ်စာဟောစတမ်းဖြစ်ပါတယ်အဲဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေတွေအားလုံးအရာရာအောင်မြင်အဆင်ပြေတိုးတက်ကြပါစီဆရာငနဘီဒီမိတ်ဆွေရင်ခွန်ကိုတုံညာနှစ်ကိုတုံညာ၄တ၆ဟောအာ Telegram Viber မှာဆက်သွယ်နိုင်ကြောင်းနဲ့ TikTok Messenger မှာဗီဒီယိုမဟောကြောင်းပြောရင်းနဲ့ဆရာငယ်မိတ်ဆွေများနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်